တော်တို့စကားတခွန်းရှိတယ်အဲ့ဒါပါလဲဆိုတော့ပျော်ရွှင်ခြင်းရင်းနဲ့ဘဝမှာဘယ်သူနဲ့မှမပြိုင်ပါနဲ့။နောက်ဘယ်သူနဲ့မှမပြိုင်ပါနဲ့ဆိုပြီးတော့မှကျွန်တော်တို့ပြောတာရှိတယ်။မနှိုင်းရှင်ပါနဲ့လို့ပြောတာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ business မှာအဲ့လိုရမလား။ဘဝအတွက်ဆိုရင်တော့တည်ကြတယ်မနှိုင်းရှင်နဲ့။စီးပွားရေးအတွက်ဆိုရင်ကျွန်တော်တို့မနှိုင်းရှင်ရ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တခြားသူတွေကလည်းကျွန်တော်တို့ကိုကြည့်နေတာနော်။အဲ့တော့ကျွန်တော် business တစ်ခုမှအကြည့်တဲကြရှုံးမှုတယ်။အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတော့စိုင်ဖွင့်နေရက်ွက်ထဲမှာစိုင်ဖွင့်လိုက်တယ်။ ဖွင့်လိုက်တော့ကျွန်တော်စရောင်းစမှာတော့ကျွန်တော်တို့ရောင်းအောင်ကောင်းတယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ customer service ကောင်းတယ် product quality ကောင်းတယ်အကုန်လုံးကောင်းတယ်ကျွန်တော်တို့အဲရောင်းအားလည်းကျွန်တော်ကောင်းတယ်ကောင်းတော့တစ်နှစ်လောက်နေတော့ကျွန်တော်ဆိုင်ကိုရောင်းအောင်ကောင်းတယ်ဆိုရလို့ပြောရရင်တော့ကျွန်တော်တို့ရန်တမန်တန်လောက်တာဖြစ်တဲ့အတွက် strategy ကြကြသွားတာမဟုတ်တဲ့အတွက်အဲ့လောက်ကြည့်တော့မဟုတ်တစ်နှစ်လောက်လည်းနေရောကျွန်တော်ဆိုင်ကလူဝယ်တဲ့လူနှုံယော့သွားတာကျွန်တော်တို့ဆိုင်ရှိမှရက်ဒီဆိုရင်ကျွန်တော်တို့ဆိုင်ရှိမှတင်းစစ်ပစ္စည်းတွေကားတွေနဲ့ဆိုင်ကယ်တွေတိုက်တိုက်သွားတာကျွန်တော်တို့တွေ့ရတယ် ွေးရတော့ကျွန်တော်ဘာဖြစ်တာလဲပေါ့နော်မသိဘူးကိုလည်းဘာမှမသိဘူးကိုကဘာလို့လဲဆိုတော့ကိုအလုပ်ထဲမှာဒီလျှက်စစ်ပစ္စည်းဆိုင်တွေမှာပဲကောင်းဆိုင်နေတာအဲ့တော့ဘာငါဘာတွေထပ်ဖြစ်ရမလဲဘာတွေလုပ်ရမလဲဆိုတာပဲကောင်းဆိုင်နေတာအဲ့တော့ပြီးတော့မှကျွန်တော်ဘာလုပ်လဲဆိုတော့ competitor analysis တော့မဟုတ်ဘူးကျွန်တော်ကားလေးနဲ့ကျွန်တော်နံပတ်ချလဲပတ်ကြည့်လိုက်တဲ့အချိန်မှာဆိုင်နေအများကြီးပေါ်နေတယ်เนาะဆိုင်နေအများကြီးပေါ်နေတယ် တော်တော့မှာသူတို့ဆိုင်တွေဝင်ပြီးတော့မှကျွန်တော်ဈေးတွေမေးတဲ့အခါမှာကျွန်တော်တို့ရဲ့ဟလာထုတ်ကုန်တွေနဲ့အတူတူပဲဈေးနှုန်းတွေနည်းနေတာကိုတွေ့ရတယ်။ customer service အကောင်းဆုံးလုပ်ထားတာကျွန်တော်တွေ့ရတယ်။အဲ့ဒီအချိန်မှာကျွန်တော်နောက်ကျသွားလို့မရတော့ competitor analysis အားနည်းသွားတဲ့အတွက်ချို့အင်္ဂလိပ်လိုနည်းနည်းအားနည်းနေသူဆိုရင်တော့ကျွန်တော် competitor ဆိုတော့ကျွန်တော်တို့ကပြိုင်ဘက်တွေပါ analyze ဆိုတာကကျွန်တော်တို့ကသူတို့ရဲ့အခြေအနေတွေကို data နဲ့သုံးတာ တို့တို့ကဟိုဝေဒနာနဲ့တုံးသက်တာမဟုတ်စိတ်ခံစားချက်နဲ့ဟာလာမင်းတို့ရောင်းနေရပြီလားသောသားဖြစ်ပြီးတော့မှကိုယ့်စီကိုလာမွယ်တဲ့ဖောက်တယ်တွေကိုအော်ဟစ်ပြီးတော့ဘယ်လိုခေါ်မကြည်မနက်ဖြစ်နေတာမဟုတ် data နဲ့ကျွန်တော်တို့ကတွားတာအဲ့တော့ data နဲ့ကျွန်တော်တို့တွားတာဖြစ်တဲ့တို့ကဒါကိုကျွန်တော်တို့ analysis လုပ်တယ်လို့ခေါ်တယ်အဲ့တော့မလုပ်တဲ့သူတွေကျွန်တော်တို့ကြံခဲ့လိမ့်မယ်နော်နောက်ထပ်ဒီ industry ထဲမှာကိုကြံခဲ့လိမ့်မယ်ပါသေးတယ်ဒီခေတ်ကကျွန်တော်တို့ကဟိုကြီးတဲ့သူကငယ်တဲ့သူကိုနိုင်တဲ့ခေတ်မဟုတ်တော့ဘူးလို့နော်မြန်တဲ့သူက နေတဲ့သူကိုနိုင်တဲ့ခေတ်ဖြစ်သွားပြီဒီခေတ်ကအရေးကြီးတာဒီပါလဲဆိုတော့ကျွန်တော်တို့ကမြန်နေဖို့လိုတယ်ကိုကခြိလန်းတွက်နေဖို့လိုတယ်ကိုကဥဆောင်နေနိုင်မှုလိုတယ်ဟောပါတော့ကိုဒီကိုရဲ့ခွက်ထဲမှာကိုနဲ့တူတဲ့ sign ပေါ့နော်ကိုနဲ့တူတဲ့ sign တွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီ sign တွေကိုကိုကိုတိုင်းသွားပြီး visit လုပ်တယ်ဒါမှမဟုတ်ကိုရဲ့ဘယ်လိုခေါ်မလဲလူယုံတယောက်ကိုသွားပြီး visit လုပ်ခိုင်းတယ်လေပတ်ခိုင်းတယ်လေပတ်ခိုင်းတော့အစဝင်ကလေးကမဝင်ခင်ကလေးကသူတို့ sign ရဲ့အနေထားကိုကျွန်တော်တို့အကုန်လုံး ဒါကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲရုပ်မာတာမဟုတ်ဘူးเนาะလိညာကောက်ချစ်တာမဟုတ်ကျွန်တော်တို့က analysis လုပ်ကိုလုပ်ရမှာဒါပေမဲ့ cycle parking car parking ဘယ်လိုဖန်တီးထားလဲဘယ်လိုလုပ်ထားလဲဝင်သွားတဲ့ချိန်မှာရောကြိုးဆိုတဲ့သူရှိလားကြိုးဆိုတဲ့သူอ่ะရောပြုံးပြုံးလေးကြိုးသလားဒါမှမဟုတ်ကျွန်တော်တို့ဟိုဘာလဲဒီကျွန်တော်တို့လူတီတရားတွေဘာတွေမှတွေ့ဘူးတယ်မလားဘယ်လိုဘယ်လိုပြောတယ်လူတီတရားမှာဝင်တဲ့ချိန်မှာအခြေချင်းနဲ့ပြုံးပြုံးရွှေရွှေနဲ့ပြောသွားလားဟိုဝတရားကြီးတွေအားလုံး អော်သွားတာဘယ်လိုလုပ်သွားလဲအဲပျော်ပျော်လေးနဲ့နော်သူတို့ကြည်ရတဲ့ကိုစားချင်စီတည်ကြအောင်လုပ်သွားတာအဲ့တော့ဝင်သွားတဲ့ချိန်မှာဘယ်လိုကြိုးဆိုလဲနော်သူတို့ရဲ့ဒီတန်းမှာ operation system နေဘယ်လို run ထားလဲโอเคကျွန်တော်ဟုတ်ပြီကြက်ကြော်ဆိုင်သွားတယ်ဆိုလို့ရှိရင် media ကြက်ကြော်ဆိုင်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘလိုဘလို service တွေဘလို operation system ရှိလဲဝင်သွားတယ်ဝင်သွားတဲ့ခါမှာကျွန်တော်တို့ဘာလုပ်လဲကိုရာယူလဲကျွန်တော်မှာစားတယ်အဲ့တော့တန်းစီရတယ်ဟုတ်တယ်ဟုတ်အဲ့တော့အရင်ရောက်တဲ့သူကကျွန်တော်တို့အရင်ရမယ်နောက်ရောက်တဲ့သူကနောက်မှရမယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီမှာပြုံတိုးပြီးတော့မှအာကျွန်တော်တို့ခုပေးပါကျွန်တော်တို့နှစ်ခုပေးပါဟောနေတာမရှိဘူး ဓာတ်စီတွေဝင်သွားတယ်အဲ့မှာတို့ဘာလေးပြပေးလဲဆိုတော့ဒီမှာလည်းကျွန်တော်တို့ dashboard မှာဒီ video တွေနဲ့ပြထားတယ်တို့ရဲ့အစားအသောက်တွေကိုတည်ရယူခြင်းစရာကောင်းအောင်တကယ်ကိုဆွဲဆောင်မှုရှိတဲ့ရိုက်ချက်တွေနဲ့ရိုက်ပြီးပြထားတယ်ချက်သားกินနေတဲ့ဟာတွေအလားတားတွေပြထားတယ်ပြီးပြီဆိုတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ menu လေးချပေးတယ်ဒီထက်မှကြိုက်တာမှလို့ရတယ်သူနံပါတ်1ပေးတယ် take away လားဒီမှာစားမှလား okay take away ဆိုလို့ရှိရင် take away ပုံစံနဲ့တက်တက်သွားတယ်စားမယ်ဆိုလို့ရှိရင်အမောက်များတယ်ဆိုလို့ရှိရင်လည်းပါလို့လဲဆိုတော့ကျွန်တော်တို့ device လေးပေးလိုက်တယ် အာဒီတရရုဟလာကျွန်တော်လူကြီးမင်းရဲ့အစားအသောက်က ready ဖြစ်ပြီဆိုလို့ရှိရင်ဒီ device လေးကအတန်မြည်လာပါလိမ့်မယ်။ကျွန်တော်သွားထိုင်ဆောင်နေအတန်လေးမြည်လာပြီဆိုတော့ထပြီးတော့မှ receipt ပြပြီးကျွန်တော်ယူခဲ့ရအောင်။အဲ့တော့ကျွန်တော်တို့လက်ဆေးမဲ့နေရာတက်တရရရှိမယ်။လက်ဆေးလို့ရမယ်။ environment ကိုလည်း aircon အေးနေအောင်ဖွင့်ထားပေးတယ်။အချင်းလေးလေးလည်းဖွင့်ထားပေးတယ်။ထိုင်ကုန်လေဆိုလို့ရှိရင်လည်းထိုင်လို့ရတဲ့စနစ်တကျထိုင်လို့ကောင်းအောင်ကျွန်တော်တို့လုပ်ထားတယ်။ထွက်တဲ့အချိန်မှာလည်းကျွန်တော်တို့နှုတ်ဆက်မဲ့သူရှိတယ်။ဒါဒီ operation system ။အဲ့တော့အကယ်၍ကိုကသူတို့နဲ့သာ တူတဲ့ကြက်သားကြော်ဆိုင်ဖွဲ့ရမယ်ဆိုရင်တို့စီကိုသွားလေးကိုလေ့လာအောင်ဆွထားသေးပါလဲဆိုတော့ကျွန်တော်တို့က competitor analysis လို့ပြောတယ်အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့က data နဲ့မှတ်ရတယ်ပြီးရင် phone call တာဆိုကျွန်တော်ဖုန်းလမ်းခေါ်လိုက်တယ်ဖုန်းတို့ဘယ်လိုဖြေလဲအဲ့ဒီဖုန်းဖြေတာဆိုကျွန်တော်တို့ကအကုန်လုံးကျွန်တော်တို့ data ရှိရတယ်ဒါဒီပါလဲဆိုတော့ကျွန်တော်တို့က competitor analysis လို့ခေါ်တယ်ဒီကြောင့်အရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီကျိုးစုတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညံလေးအောင်ပါမိင္ဃရှိတော်နေပြီဖြစ်ပါစေ